အာဆီယံဟာဆက်အုပ်စုရဲ့နိုင်ငံရေးလမ်းပြမြစ်ပေါ်ကိုတရားဝင်ကန့်ကွက်လိုက်ပါတယ်။ဒါဟာသတင်းထုတ်ပြန်ချက်မဟုတ်ပါဘူး။မူဝါဒအပြောင်းလဲတစ်ခုပဲဖြစ်ပါတယ်။အောက်တိုဘာ26ရက်နေ့မနေ့ကထုတ်ပြန်ချက်မှာအာဆီယံခေါင်းဆောင်တွေဟာယုတ်ကြည်ကိုးစားနိုင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက်ကြိုတင်လိုအပ်ချက်နှစ်ချက်ကိုတိတိကျကျသတ်မှတ်လိုက်ပါတယ်။နံပါတ်1ကတော့အကြမ်းဖက်မှုတွေအရင်ရရမယ်။နံပါတ်2ကအားလုံးပါဝင်တဲ့တွေးဆုပ်ဆွေးနွေးပွဲ အရင်လောက်ရမယ်အဲ့ဒီသုတ်ဖြတ်ချက်ရဲ့တကယ်မောင်းနေအားဟာမြမအရေးကိုဖြည့်ရှင်းချင်လို့မဟုတ်ပါဘူးဒါဟာအာဆီယံရဲ့ဂုတ်သိက္ခာကိုကယ်တင်ခြင်းပဲဖြစ်ပါတယ် Five Five Consensus ဟာလောကကြောက်ဆုံးသွားပြီဖြစ်ပါတယ်အဖွဲ့ဝင်နိုင်ငံတွေကြားမှာသဘောထားကွဲလွဲမှုတွေဟာအာဆီယံရဲ့စီလုံးမှုကိုချိတ်ချောက်နေတာပါဒီတိုက်ဆက်သွားရင်တော့အာဆီယံဟာဒေတာတွေမှာအသုံးမဝင်တဲ့အဖွဲ့အဖြစ်တတ်မှတ်ခံရတော့မဲ့အခြေအနေရောက်နေပါတယ် ဒါကြောင့်စစ်အုပ်စုကိုထိတွေ့ဆက်ဆံနေတာကနေပြီးတော့ထိတ်ချုပ်တားဆီးပြီးတော့ကြော်လွှားခြင်းဆိုတဲ့မူဝါဒကိုပြောင်းတောက်လိုက်တာပဲဖြစ်ပါတယ်။အဲ့ဒီ bypass မူဝါဒရဲ့တရားမှုနှစ်ခုကိုလည်းချက်ချင်းတွေးနိုင်ပါတယ်။နံပါတ်၁ကတော့လူသားချင်းစာနာမှုအကူအညီအတွက်နေဇာဖြတ်ကျော်အကူအညီ cross border aid တရားဝင်ထောက်ခံလိုက်တာပဲဖြစ်ပါတယ်။ဒါဟာစစ်အုပ်စုရဲ့ထိတ်ချုပ်မှုကိုကြော်လွှားပြီးတော့အကူအညီပေးဖို့အတွက်လမ်းဖွင့်လိုက်တာပဲဖြစ်တယ်။ ဒုတိယအချက်က2026အာဆီယံဥက္ကဋ္ဌနေရာကိုမြန်မာနိုင်ငံကိုကျော်လွှားပြီးတော့ပယ်ချလိုက်တာပဲဖြစ်ပါတယ်။ဒါဟာလည်းစစ်အုပ်စုကိုဒေတာတွင်တာတမန်ရေးအရအပီးတိုင်းအထီးကျန်စေလိုက်တာပဲဖြစ်ပါတယ်။ဒါဆိုရင်ရှစ်ဆက်ဘာတွေဖြစ်လာမလဲ။စစ်အုပ်စုဟာအဲ့ဒီဆုတ်ဖြတ်ချက်ကိုပြည်တွင်းရေးဝင်ရောက်ဆုတ်ဖြတ်မှုအဖြစ်ရှုတ်ချနိုင်ပါတယ်။အဲ့ဒီလိုရှုတ်ချပြီးတော့သူတို့ရဲ့ရွေးကောက်ပွဲအစီအစဉ်ကိုစက်ပြီးတောမဲ့ဆိုတာကတေချာတလောက်ပါပဲ။ ဒါပေမဲ့အရေးကြီးတဲ့တစ်ချက်ကအဲ့ဒီရွေးကောက်ပွဲဟာအာဆီယံရဲ့ကြိုတင်သတ်မှတ်ချက်နဲ့မကိုက်ညီတဲ့အတွက်ကြောင့်ဒေတာတွင်းမှာရောနိုင်ငံတကာမှာပါတရားဝင်မှုလောက်ဝရဖို့မလွယ်တော့ပါဘူးစောက်ကြီးရမှာကနေသက်ဖြတ်ကျော်အကူအညီကိုအာဆီယံကဘယ်လောက်ထိလက်တွေ့ကြကြအကောင့်ထဲပေါ်ရဲမလဲဆိုတာပါပဲအချုပ်ပြောရမယ်ဆိုရင်အာဆီယံဟာသူ့ရဲ့ဂုဏ်သိက္ခာကိုကယ်တင်ဖို့အတွက် စစ်အုပ်စုကိုနိုင်ငံရေးအရဆုံးပြစ်လိုက်ပြီးတော့သူတို့လုံမဲ့ရွေးကောက်ပွဲကိုတရားဝင်မှုမရှိအောင်ဖိတ်ဆိုလိုက်တယ်လို့ပြောလို့ရပါတယ်။ဒါပေမဲ့ဒါဟာလက်တွေ့မြေပြင်ပေါ်မှာတက်ရောက်မှုမရှိပါဘူး။မြန်မာပြည်သူတွေအတက်အကြံပြုရမှဆိုရင် နိုင်ငံတကာတန်တမာရေးလှုပ်ရှားမှုတွေကိုအာရုံစိုက်ပြီးစောင့်ကြည့်နော်လေးလာနေတာထက် ကိုပတ်ဝန်းကျင်ကိုမျိုးနဲ့မှာဖြစ်ပျက်နေတဲ့အချက်လက်အမှန်တွေကိုသာစနစ်တကျမှတ်တမ်းတင်စုဆောင်းထားဖို့အရေးကြီးပါတယ်။ ။ဘာကြောင့်လဲဆိုရင်စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကိုတရားဝင်မှုကင်းမဲ့တဲ့ဆိုတဲ့အကြောင်းကိုတတိပြနိုင်မဲ့အခိုင်အမာဆုံးလက်နက်ဆိုတာကမီဒီယံကအချက်လက်အစစ်မှန်တွေပဲဖြစ်လို့ပါပဲ။